မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငတရောက်မြို့နယ်ရဲစခန်းကနေညောင်ဦးမြင်းကြံတောင်သာဘက်ကိုစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေက၂ရက်ဆက်တိုက်တိုက်ခတ်ရမှာရဲတပ်ချက်တအုပ်အပါအဝင်၅ဦးတေဆုံးပြီးတော့၂ဦးကိုအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ26ရက်နေ့ကငတိယောက်မြို့နယ်ရဲစခန်းကနေထွက်လာတဲ့စစ်သားရဲနဲ့ပြူစောတိအင်အား120ခန့်ပါတဲ့စစ်ကြောင်းဟာတောပြားကြီးရွာနဲ့တရားကြီးရွာကိုဝေရောက်ပြီးတော့တပ်ဆွဲခဲ့ပါတယ် အဲ့ဒီကနေအေဘီလာ28ရက်နေ့မနက်မှာတောင်ခမောက်ကြီးရွာကိုစစ်ကြောင်းထိုးလာရလမ်းပိုင်းမှာတော်လိုင်းအေးပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ပထမဆုံးကကျွန်တော်တို့ PGF နဲ့21ဗကန်အဖွဲ့တို့ရဲ့ရွှေပြင်းကင်းတပ်စိတ်နဲ့အရင်ဆုံးတိုက်ပွဲဖြစ်ပါတယ်။တနအိဝဲလောက်ကြတော့လက်နက်ခဲရမရှိတော့တာမို့လို့နောက်ဆုတ်ပေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာဗကန်ဘလူးအဖွဲ့နဲ့အခြားသောမဟာမိတ်တပ်ဖွဲ့တွေရောက်လာပြီးတော့ထပ်ပြီးတော့တိုက်ပွဲဖြစ်ကြသေးတယ်။ပြီးတော့လေရင်ပြစ်ကူကြောင့်ပြန်ပြီးတော့နောက်ဆုတ်လာခဲ့ရပါတယ်လို့ ပုတ်ပားပြောက်ကြားတပ်ဖွဲ့ပုတ်ပား Gorilla Force PGF အဖွဲ့ဒူတာဝန်ကရဲဘော်ဗျက်တာကပြောဆိုထားပါရယ်အဲ့ဒီနောက်စစ်တပ်စစ်ကြောင်းကတောင်ခမောက်ရွာအတွင်းကနေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါရယ်စစ်ခွင်းစစ်ကြောင်းကငတိယောက်ဘက်ကိုပြန်ရောက်သွားပါရယ်ဖျော်ဖျဲနယ်ကိုစုတ်ခွာသွားတာမိထားတာကညာဦးခရံပြည်သူစစ်နှစ်ယောက်ပါလို့ PGF ပုတ်ပားဒူတာဝန်ကရဲဘော်ဗျက်တာကတိုက်ပွဲဖြစ်ပွားနေမှုကိုရှင်းပြထားပါရယ်စစ်ကောင်စီစစ်ကြောင်းဟာဒေသတွင်းအင်အားပြစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့လည်း၎င်းကတုံ့တက်ထားပါရယ်အေပီလ28ရက်နေ့မှာလဲကြောက်ပတောင်းမြို့နယ် ထောက်ရှာရွာကိုစစ်တပ်ကဆက်ပြီးတော့စစ်ကြောင်းထိုးလိုက်ရမှာပုံပါ Gorilla Force PGF တပ်ဖွဲ့နဲ့မဟာမိတ်တွေက မနက်9:00နာရီဝန်းကျင်ကနေညနေ4:00နာရီဝန်းကျင်အထိတနေကုန်နှီးပါးကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းအထိနာနေတဲ့အတွက်လေကြောင်းကနေပြီးတော့မုံလယ်2:00နာရီဝန်းကျင်မှာ3ချိန်4:00နာရီဝန်းကျင်ကမှာ3ချိန်ပြစ်ကူပေးသွားတယ်လို့သိရပါဗျ။ဒီနေ့ရက်တာတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်တုံးမှ2ဦးကိုအရှင်ဖမ်းမိခဲ့ပြီးတော့ရဲတပ်ချက်အပါအဝင်စစ်ကောင်စီဘက်ကအလောင်း9လောင်းကိုရရှိခဲ့ပါတယ်လို့ကိုပြက်တာကပြောပြထားပါတယ်။ဒါ့အပြင်စစ်ကြောင်းဟာလည်းထိခိုက်ဒဏ်ရာရရှိသူ43ဦးရှိပြီးတော့အရာခံဗိုလ်တအူးလည်းအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်။ တိုက်ပွဲမှာစစ်ကောင်စီရဲ့စစ်ကြောင်းထံကနေပြီးတော့ M22 နဲ့လက် equipment တစ်ခုလက်ပြဘုံ၃လုံးစကားပြောဆက်၄လုံး 7.62G 80တောင်းနဲ့အခြားသောဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့ PGF ကထုတ်ပြန်ထားပါဗျ။ အခုတိုက်ပွဲဟာရေဥကာလအတွင်းကြောက်ပတောင်းမြို့နယ်မှာအပြင်းထန်ဆုံးနဲ့ပထမဆုံးတိုက်ပွဲကြီးဖြစ်တယ်လို့ဒေသခံတွေကပြောပြထားပါတယ်။ဒီနေ့ရက်တာတိုက်ပွဲကိုပုတ်ပါ Gorilla Force PGF တပ်ဖွဲ့ပကံပြည်ဘလူးတက်21ပကံ မြင်းချန်ခရိုင်တပ်ရင်း3ညောင်ခရိုင်တပ်ရင်း4တောင်းရင်သွေးတပ်ဖွဲ့ညောင်ခရိုင်ပကပါမိုးမခပျောက်ကြားတပ်ဖွဲ့ဂလုံးပျောက်ကြားတပ်ရန်ကြီးအောင်တပ်မန်းမခိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ Scorpions People Defense Force တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာသခိုင်းငလျင်ကြောင့်ဝင်ကြီးဌာနရုံးများနဲ့ဝန်ထမ်းအင်အားများပြိုကျပြက်စီးမှုအတော့မူလကတိစောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများအနေနဲ့ပြန်လည်ပြီးတော့ပါဝင်တိစောက်ပေးရန်မင်းအွန်လိုင်းကအမိန့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်စလာ28ရက်နေ့ကပြင်အား9.9အဆင့်ရှိတဲ့သခိုင်းငလျင်ကြီးလောက်ခတ်မှုကြောင့်နေပြည်တော်မှာတမရယုံဝင်ကြီးဌာနယုံဝန်ထမ်းအင်အားများစေယုံများစေယုံများတမရအိမ်တော်လွှတ်တော်အပါအဝင်ဌာနဆိုင်ရာယုံအများစုပြိုကျပျက်စီးခဲ့ရမှာမူလကတိဆောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများကပြန်လည်ပြီးတော့ပါဝင်တိဆောက်ပေးကြပါရန်မင်းအောင်လိုင်းကညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ်အရေးအသွေးမမှီဘဲနဲ့တိဆောက်ခဲ့လို့အခုလိုမျိုးပြိုကျပျက်စီးမှုတွေဖြစ်တာပေါ့ အဲ့ဒီအတော့မူလကတိဆောက်ခဲ့တဲ့စောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ပြန်လည်ပြီးတော့တိဆောက်ပေးဖို့တာဝန်ရှိပါတယ်လိုအပ်တဲ့သွင်းကုန်ဘီလက်မြေတွေတဲနဲ့စောက်လုပ်ရေးပစ္စည်းတွေကိုတော့ညှိနှိုင်းပြီးတော့အခွန်ပေးစရာမလိုဘဲနဲ့တင်သွင်းခွင့်ပေးမယ်ပြန်ပြီးတော့တိဆောက်ပေးဖို့မူလကကုမ္ပဏီတွေမှာတာဝန်ရှိတယ်ဆိုပြီးတော့ညွှန်ကြားချက်တွေထွက်ထားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ် နေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့ကုမ္ပဏီများအနေနဲ့နေပြည်တော်စီမံသားယာရေးကော်မတီအဆောက်အဦများပြန်လည်ပြုပြင်အသုံးချရေးနဲ့အစ်စ်ပြန်လည်တိဆောက်ရေးကြီးကြပ်မှုကော်မတီထံကိုဆက်သွယ်ရန်အေပီလ26ရက်နေ့မှာစစ်ကောင်စီကအမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။မင်းအောင်လိုင်ကနေပြည်တော်ကိုပြန်လည်တိဆောက်ရေးအတွက်ကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးထားပြီးတော့နေပြည်တော်မှာရှိတဲ့ရုံးဌာနများအထူးအဆောက်အဦများအင်အားများ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများနဲ့အခြားသောအဆောက်အဦတိဆောက်ရေးလုပ်ငန်းများမှာပါဝင်တဲ့ကုမ္ပဏီများကိုပြန်လည်ဆက်သွယ်ခိုင်းနေတယ်လို့သိရပါဗျ။နေပြည်တော်စောက်တဲ့အချိန်မှာစာချုပ်တွေရှိခဲ့မှုတွေအဲ့ဒီစာချုပ်စာတမ်းတွေထဲမှာပါတဲ့မူလကကုမ္ပဏီတွေကကုမ္ပဏီဆက်လက်တည်ရှိနေသည်ဖြစ်စေမရှိတော့တာပဲဖြစ်စေဆက်သွယ်ရမှာပါ။ မဆက်သွယ်ရင်တော့နောက်ဆက်တွဲအေးအေးယူမှုတွေရှိလာနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါတယ်။နေပြည်တော်ကိုတိစောက်ခဲ့တဲ့စောက်လုပ်ရေးကုမ္ပဏီများကလည်းမင်းအောင်လိုက်ရဲ့အမိန့်ညွှန်ကြားချက်ကြောင့်အေးအေးယူခံရမှာကိုစိုးရိမ်နေကြပြီးတော့လက်ရှိကုံစင်းနှုံးနဲ့ပြိုကျသွားတဲ့အဆောက်အဦများကိုပြန်လည်တိစောက်ခိုင်းပါကလည်းအရှုံးပေါ်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။ ်ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်ကလည်းလက်ရှိကုန်စည်နှုန်းနဲ့ပြန်ဆောက်ပေးမယ်ဆိုရင်ဘလို့မှမဖြစ်နိုင်ဘူးလေအရှုံးပေါ်မှာပဲညင်ညင်နိုင်နိုင်မလုပ်ရင်တော့ပြန်ဆောက်ပေးမယ်အစားထောင်ချခံရမယ်အနေအထားမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါလည်းအားလုံးစိုးရိမ်နေကြတယ်တချို့ခရိုနီတွေဆိုရင်ညဘက်တွေအိတ်တောင်မပြောကြဘူးလို့ UMFCCI ကအဖွဲ့ဝင်စီးပွားရေးသမားတို့ကပြောဆိုထားပါတယ်2006ခုနှစ်မှာအစိုးရဝန်ကြီးဌာနများကိုနေပြည်တော်ကိုအပြီးပြောင်းရွှေ့ကမြို့တော်အဖြစ်နဲ့တတ်မှတ်ခဲ့ပြီးတော့အဲ့ဒီအချိန်ကနေပြည်တော်ကို2 Aden Asia War Mass Myanmar IGE အရာရွှေဝါ ACE အပါအဝင် Crony Company ကြီးများကတိစောက်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာစိတ်ကြွမှုရဲ့ဆေးပြား၅တန်းတယ်ဆောင်လာသူ၂ဦးကို KNU ကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်အတွင်းမှာလေတစည်းကို KNU တပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ပြီးတော့ကမ်းကိုခေါ်ဆောင်ပြီးတော့ဆက်ဆေးရမှာတာပေါ်လင်ဇန်နဲ့အုပ်ထားတဲ့မူရဲဆေးဝါ496တုပ်စုစုပေါင်းစိတ်ကြွမူရဲဆေးပြား9တန်းနီးပါးကိုတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဆေးပြားများကိုတယ်ဆောင်လာသူနှစ်ဦးကိုလည်းဖမ်းဆီးရရှိထားတယ်လို့ပြောပါတယ်။အဲ့ဒီမူရဲဆေးဝါများကိုထိုင်းမြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီးတော့ ထိုင်းနိုင်ငံအတွင်းထဲကိုတည်ယူရန်တင်သွင်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ဆက်တွဲမူရဆေးပြားတည်ယူမှုများကိုလည်းဆက်လက်ပြီးတော့စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။မူရဆေးဝါးများတည်ဆောင်လာသူများကို KNU ရဲ့ကော်သူလေးဥပဒေအရအရေးယူမှဖြစ်ပြီးတော့တည်တံချမှတ်နိုင်တယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ရဲ့တိုက်ခိုက်မှုများကြောင့်ကြိုက်ထုံမြို့နယ်၊မူးမြို့နယ်၊ရွှေကျင်မြို့နယ်နဲ့တရချောင်းမြို့နယ်တို့မှာပြည်သူ၅ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိကဖုန်ကြီးကျောင်းနဲ့နေအဆောက်အအုံများစွာပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU KN အမျိုးသားအစည်းအရုံးရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့မူးမြို့နယ်နဲ့ဆွေကျင်မြို့နယ်တို့မှာအကြမ်းဖက်ဆက်တကလေကြောင်းလက်နက်ကြီးတို့နဲ့တိုက်ခတ်မှုကြောင့်အပြစ်မဲ့တဲ့အရက်သားပြည်သူ၄ဦးသေဆုံးပြီးဖုံကြီးကျောင်းတကြောင်းနဲ့လူနေအိမ်၄လုံးပျက်စီးခဲ့ရကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။ April 28ရက်နေ့မနက်7:00နာရီခန့်အချိန်မှာမူးမြို့နယ်နိုးကလောတောင်စုအရှိတောင်စုအနောက် 노တော်တာစီပေါ်ပေါ်တမခေါ်ရံမျိုးအောင်နောင်ကုန်းရင်းတိုက်ကုန်းငနွားစိတ်အညာစုရေလဲကရင်ရွာကြီးအင်းစတဲ့ကြေးရွာများအတွင်းကိုစစ်တပ်က လီရင်နဲ့ဘုံကျဲပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဘုံကျဲတိုက်ခိုက်မှုအတွဲမှာရွာကြီးရင်ကျေးရွာနေအသက်28နှစ်အရွယ်ကိုသိန်းစော်ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗါးဒါအပြင်အေပီလ28ရက်နေ့မနက်7:00နာရီခွဲအချိန်မှာတော့မူးမြို့နယ်ကញ្ញင်တိုင်းကျေးရွာကိုလီရင်နဲ့ပြက်ခတ်မှုကြောင့်အသက်50အရွယ်ဒေါ်ခိုင်ဝင်းအသက်44နှစ်အရွယ်ဒေါ်ဤရွှေဝင်းနဲ့အသက်48နှစ်အရွယ် ်ဥစိန်ရန်တို့အသိဆုံးသွားပြီးတော့အသက်တန်းနေတဲ့ရှစ်လအရွယ်မတ်မေတီရီထွန်အသက်35နှစ်အရွယ်ဥအောင်မျိုးတို့ထိခိုက်ဒဏ်ရာရရှိကာနေအိမ်လေးလုံးပျက်စီးသွားတယ်လို့သိရပါတယ်အလားတူပဲအေပီလာ28ရက်နေ့ရွှေကျင်မြို့နယ်ကျုံချောင်းလေးလန်းစုံရှမ်းရွာခြေတော်ရွာ ညောင်ချေတောင်းနဲ့တရက်သမိန်နေရာများအတွင်းကိုအချမ်းပတ်စစ်တပ်ကလေးချောင်းလက်နက်ကြီးများနဲ့အကြိမ်ကြိမ်ပစ်ခတ်ခဲ့ရာတရက်သမိန်ကြီးရွာမှာရှိတဲ့ဘုံကြီးချောင်းတစ်ချောင်းလဲဘုံထိမှန်ပြီးတော့ပြက်စီးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူတအုပ်တေဆုံးပြီးနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကအေပီလ29ရက်နေ့မွန်းလွဲတနင်္သာရီကတရက်ချောင်းမြို့နယ်ရငဲရွာကြောက်ခမောက်ရွာ ကျွဲမင်းကုန်းရွာ၊ခြောက်ချောင်းရွာတို့ကိုအကြမ်းဖက်ဆက်တက်ကလေးချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ရာဂရွဲကြီးရွာနေအသက်40အရွယ်ဥအောင်အောင်တိတ်ဆုံးသွားပြီးတော့ကြောက်ခမကြီးရွာနေအသက်90အရွယ်ဒေါ်မီကန်းနဲ့ တမီးဖြစ်သူအသက်18နှစ်အရွယ်မဝင်းဆန္ဒတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အလားတူပဲ KNU ထိန်းချုပ်နယ်မြေကြိုက်ထုံမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အတွက်ကြောင့်အပြစ်မဲ့တဲ့အရသာပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ Rubber Bin တရားကထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အေပီလာ24ရက်နေ့နေ့လယ်7:00နာရီ10မိနစ်နဲ့ညနေ6:00နာရီအချိန်တို့မှာစစ်ကောင်စီရဲ့အမှတ်330အမြောက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ခရွဲရွာနဲ့ ကြောက်ပုံကြီးရွာအတွင်းထဲကိုလက်နက်ကြီးကိုးလုံးနဲ့ပစ်ခတ်ခဲ့ရာခရွဲရွာမွန်စုပိုင်းမှာနေတယ်ပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲမက်လ28ရက်နေ့ည10:00နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကပြင်ကြိုကုံချင်းနဲ့ရွှေခဲရိုးရွာအနီးမှာရှိတဲ့ဦးဝင်းထွန်းရဲ့ rubber ချမ်းအတွင်းထဲကိုဘုံတလုံးကကျဲချတိုက်ခတ်ခဲ့ရာ rubber ပင်အပင်တရာကထိခိုက်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကနေကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ